မင်္ဂလာပါရှင်ဖြိုကဒီနေ့တော့ Times Time ကျသားကြောင့်လေးတွေလှုပ်ရှားဖြစ်လို့အိမ်မှာအလွယ်လှုပ်ရှားလို့ရမယ်ကျသားကြောင့်လုံးလေးလေးပြန်လည်မျှဝေပေးထားပါရဲ့ရှင်ကျသားကြောင့်လှုပ်ရှားဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ကျသားခဲပက်လေးကျက်သွန်ဖြူနဲ့ဂျင်းတို့လိုအပ်ပါရဲ့နော် မဥဆုံးဝယ်လာတဲ့ကြက်ရည်မုံသားတထုံးကိုအရင်ကခွာပြီးတော့ရေတိချာဆေးပေးထားပါရှင်။ရစီပီရဲ့ကြက်သားတွေကိုကြိတ်ဖို့အတွက်အတုံးလေးတွေလှည့်ဖြတ်ထားလိုက်ပါရနော်။ဒါကတော့ကြက်သားကြိတ်မဲ့အထဲကိုထည့်ဖို့အတွက်ကြက်သွန်ဖြူနဲ့ဂျင်းကိုအခုပွားရေစိတ်ပြီးတော့ပြင်ဆင်ထားတာဖြစ်ပါရဲ့ရှင်။ က်သားကျိတ်ဖို့အတွက်တုံးထားတဲ့ကျက်သားလုံးလေးတွေကိုထည့်ပါရနော်။ပြီးရင်တော့ကျက်သွန်ဖြူနေခြင်းကိုထည့်ပေးပါရရှင်။ရတာတော့ကတော့အယောင်တင်မုံစားအနေငယ်တဲငယ်ပြာရိုးကိုထည့်ပြီးတော့ထိတ်လိုက်ပါရနော်။ ကျသားကိုအရသာထည့်ပြီးရောကျိတ်ပြရမယ်ကျသားချောင်းလေးတွေစားလုပ်ပါမယ်ရှင်ကျသားချောင်းလုပ်ဖို့အတွက်ရင်းလိမ့်နဲ့ငါးကင်ရင်သုံးနဲ့ခဲဘက်ကိုအသုံးပြုပါမယ်နော်ခဲဘက်ကိုလိမ့်ဖို့အတွက်လေးတောင်ပြားလေးတွေပြင်ဆင်ထားလိုက်ပါရရှင်ကျသားချောင်းလေးတွေလုပ်ဖို့အတွက်ရင်းလိမ့်ပြားပုံကိုခဲဘက်ခင်းပြရမယ်ချိန်ထားတဲ့ကျသားကိုလိမ့်လို့ရအောင် ရှင်းရှင်းလေးတွေဖြန့်ထည့်ပေးလိုက်ပါရနော် ချက်သားထည့်ပြီးတာနဲ့ဆူရှိလိတ်သလိုကျင့်နေအောင်လိပ်ပေးပါရဲ့ရှင်ချစ်ချစ်လေးဖြစ်အောင်လိပ်ပြီးသွားရင်တော့ဘေးနှစ်ဖက်ကိုလည်းပိုတင်းသွားအောင်ချစ်ပေးလိုက်ပါရဲ့နော် ကျက်ရင်မုံသားတရုံကိုဖြိုးကတော့ကျက်သားချောင်းရှီချောင်းရပါဟဲ့ရှင်။စီးပြီးကျက်သားချောင်းတွေကိုမဆိုင်မှာဝယ်စားနေအစားဟာဖြိုးကအိမ်မှာပဲလှုပ်ရှားဖြစ်ပါရဲ့နော်။လိတ်ထားတဲ့ကျက်သားချောင်းလေးတွေကို ပေါင်းစကားနဲ့ပေါင်းပြီးမှဖြစ်ပါရဲ့ရှင်။ပေါင်းမဲ့အိုးရေစုလာတာနဲ့ကြက်သားချောင်းလေးတွေကို7မိနစ်လောက်ပေါင်းပေးလိုက်ပါရနော် ဆံမီးညစ်ပြည့်ပြီဆိုရင်တော့ချက်သားအကြောင်းလေးတွေချက်ပါပြီရှင်။ပေါင်းထားတဲ့ချက်သားအကြောင်းလေးတွေကိုခဲဖက်ခွာပြီးတော့အေးခံလိုက်ပါရနော်။ ခဲဘက်ခွာပြီးအေးခံထားတဲ့ကြက်သားချောင်းတွေကိုရဲကျွနေအောင်စီနဲ့ကြော်ပေးပါမယ်ရှင်။စီပူလာတာနဲ့အစင်းသင်းပြင်ထားတဲ့ကြက်သားချောင်းတွေကိုထည့်ကြော်ပေးလိုက်ပါရနော်။တို့ကြော်ပြနေတဲ့ကြက်သားကြောင့်ကြော်လေးကထိုင်းမှာခေစားနေတဲ့ထိုင်းဆိုင်ကြက်သားကြောင့်ကြော်လေးပဲဖြစ်ပါရဲ့ရှင်။တာရှိခံတဲ့အတင်စားကြက်သားကြောင့်ဝယ်စားမယ်အစားဖြုတ်ကူးလုပ်ပြသွားတဲ့ဟုံးမိတ်ကြက်သားကြောင့်ကြော်လေးကိုလုံစားကြည့်ပါအောင်နော်။ ကိုယ့်အိမ်မှာစိတ်ကြိုက်စီးတန်းတန်းလေးနဲ့ကြော်စားတာလေးဖြစ်လို့ကလေးတွေအတွက်လည်းအဟာရလည်းပြည့်၊ကျန်းမာရေးနဲ့လည်းပုံပြီးတော့တင်တော်ပါရဲ့ရှင်။ကြော်နီးနဲ့အခုလိုအရင်လေးရဲကျွတ်လာရင်တော့စီစစ်ပြီးဆဲထားလို့ရပါပြီနော်။ဒါဆိုရင်တော့စစ်စစ်ထားတဲ့ကြက်သားချောင်းရဲရဲလေးတွေရပါပြီရှင်။ ချက်သားချောင်းလေးတွေနဲ့ပိုလိုက်ဖက်သွားအောင်ဆလတ်နဲ့ဆော်လေးလည်းပြင်ဆင်ထားပါရဲ့နော်ချိုးကကြော်ထားတဲ့ချက်သားချောင်းလေးတွေကိုတကိုက်စာလေးတွေထိဖြက်ပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်တို့ဒီနေ့လောက်ပြသွားတဲ့ Timestyle ကြသားချောင်းလေးကထမင်းကြော်နဲ့ပဲစားစားအကင်းအနေနဲ့ပဲစားစားအရင်စားလို့ကောင်းတဲ့ကြသားချောင်းလေးပဲဖြစ်ပါရဲ့ရှင်။တို့ဒီနေ့တင်ပြသွားတဲ့ Timestyle ကြသားချောင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ အားလုံးပဲတာယာနှပ်ပါတဲ့နေလေးတွေနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေเนาะ